မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ယရနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာကျန်ကြီးမြန်မာပြည်ပါချွေညာမိမိသားသူမှကျူးတူပါတယ်ဗျာဒီနေ့24ရက်6လ2025အင်္ဂါနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်24ရက်6လ2025အင်္ဂါနေ့ရဲ့တင်းဒိတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်တင်းဒိတာကံကြမ္မာဒီတင်မတင်ပြခင်မှာ ဒီနေ့ရကံကောင်းတဲ့ကိစ္စတော့ငွေကြီးနဲ့ပတ်သက်တဲ့မှာယာယီပြတ်တောက်မှုတွေဖြစ်တတ်တယ်။အဲထီထိုးရင်တော့ထီပေါက်တတ်တယ်ဗျာ။ထီပေါက်တယ်လို့ငွေကြီးများစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ထီကံလေးတွေစားမယ်ဆိုလို့ချင်းတင်းတော့မှာပိတ်ဆို့နေတဲ့ငွေကြီးများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာ။နော်ဒါကြောင့်24ရက်6လ2025အင်္ဂါနေ့ရဲ့တိတိတာကံကြမ္မာများဖြစ်ပါတယ်ဗျာဒီနေ့အင်္ဂါနေ့ကတော့အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့မှာဒီချိန်မှာအလောက်ကိုင်းကောင်းနေရတဲ့ပြု အလုပ်တော့လုပ်နေတာပဲဝေးကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာမိမိရွေမြောင်းမှန်းတယ်လို့မဖြစ်တဲ့အတွက်အလုပ်မှာတော့အဆင်ပြေတယ်ဒါပေမဲ့အလုပ်နဲ့ပတ်သက်ပြီးနိနေစတဲ့မှာစိတ်ဝင်စားမှုအားနည်းတယ်လို့ခံစားရတဲ့ကာလမျိုးလေးဖြစ်ပါတယ်ဗျာဒါကြောင့်အိုးရေလုံခြုံနဲ့ပတ်သက်တဲ့အဆင်မပြေကြတဲ့ဒီအင်္ဂါနေ့မှာဖြင့်အလုတ်ကမစင်းမပြတ်လို့ရခမရအာလူအာလူလေးကိုရာဦးတော့အနောက်မြောက်တော့ဂိုင်းပြီးမှဆူတော့အတင်းအာလူလေးကျွန်တော်လုတ်ကမကောင်းဘူးဗျာအလုတ်ကကောင်းညင်တယ် ဒါကြောင့်အလုတ်ကန်နေကောင်းအောင်အမြန်လုံးကောင်းအောင်အစဉ်ပြေအောင်ကုညီစောင့်ကြတော်မူပါဆိုတဲ့အကြောင်းအာလူလေးတစ်လုံးကိုရာဦးတော့နောက်မြောက်တော့လှည့်เนาะအရာရာဦးတော့နောက်မြောက်တော့လှည့်ပြီးမှကိုင်းပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှပိတ်ဆို့နေတော့ဥယျာဉ်လုတ်ကန်ရဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအတင်းအာလူလေးကျွန်တော်လုတ်ကန်မကောင်းဘူးဗျာလုတ်ကန်ကောင်းခြင်းနဲ့အလုတ်ကန်နေနဲ့ပတ်သက်တာအစဉ်ပြေအောင်အိမ်နေစောက်လို့အစဉ်ပြေအောင် အလုတ်ခေါ်တာဒီနဲ့ပတ်သက်လို့အဆင်ပြေအောင်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ပိတ်ဆို့နေတဲ့ကိစ္စတွေအများဆုံးပွင့်လောင်းအောင်အတင်းအာလူးလေးကကူညီစောက်ချောက်တော်မူပါဆိုတဲ့အကြောင်းအာလူးလေးတလုံးကိုရအောင်တော့နောက်မြတ်တော့ကင်ပြီးတော့ဆူတောင်းမယ်ဆိုရင်တင့်မှာပိတ်ဆိုးနေတဲ့အိုးရင်လောက်ကင်မှာဒီနေ့အမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်အဲအိုးရင်လောက်ကင်ပွင့်လန်းနေတဲ့လူကတော့ရအောင်တော့နောက်မြတ်တော့လှည့်ပြီးအာလူးလေးကင်ပြီးဆူတောင်းမန်းနီပတ်သက်တဲ့ပတ်သက်တဲ့နီးနေဆက်သက်တဲ့ကိစ္စမှာဒီချိန်မှာယာယီပြတ်တော့တယ်လေလက်ထက်မှာပတ်သက်တဲ့ပြားမှာမကြည့်အောင်ပြတ်တဲ့ ပြတ်နေတဲ့အချိန်မှာငွေရဆုလိုက်ပြုံးလိုက် လုံးလိုက်ခဲလိုက်ဝင်ရောက်တတ်ပါတယ်ဗျာငွေကြီးကဒီချိန်မှာပြတ်ရင်လည်းလုံးလုံးပြတ်ထွက်သွားတယ်ရှိရင်ပြတ်ထွက်သွားပြီးတော့မရှိရင်တော့ဝင်လာမှာဖြစ်ပါတယ်ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ခက်ခဲကြတဲ့ဒီအင်္ဂါနေ့မှာဖြစ်လူတိုင်းဒီဗုဒ္ဓတောင်ရကိုလည်းရေးလေးတောက်ပြီးမှသုသောအတင်ရေးလေးရအာကျွန်တော်တို့လေပတ်သက်လို့နေတယ်ကျွန်တော်လူတဲ့ပတ်သက်ဘလောက်ကျွန်တော်ဘလောက်လောက်လူချင်းနေဗျာကျွန်တော်ပေးစရာလည်းရှိတယ်ဘလောက်ရတရာလည်းဘလောက်ကျွန်တော်ပေးရရင်ဇာလီနဲ့ကျွန်တော်လူချင်းနဲ့ပတ်သက်ဘလောက်ကိုဝင်သေးနိုင်သောအခွင့်အလမ်းတွေပေါ့ အသင်ရေးလေးကဂူကြီးစောက်ကြတော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရက်ကိုလက်ရေးလေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆို့နေတော့ငွေကြီးနဲ့ပတ်သက်တဲ့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒီချိန်မှာစိတ်နဲ့လူနဲ့မကပ်ဘူးစိတ်ထဲမှာတခုခုအားငယ်တယ်တခုခုတိုင်မင်းမိမှလှုပ်တယ်တခုခုစဉ်းစားပြီးမှလှုပ်တာဖြစ်တဲ့အတွက်ရတဲ့ရတိုက်တဲ့အလောက်ကိုင်းရတဲ့ရတဲ့တဲ့ငွေကြီးမှယာယီဆုံးဆုံးနဲ့နာမှုဖြစ်တတ်ပြီးတွေ့ဝင်ငေးမောမှုကိုဖြစ်ပေါ်နေတာဖြစ်ပါတယ်ဗျာ။ဒါကြောင့်စိတ်ထဲမှာတခုခုလိုးနေတဲ့လူတွေ ဘာလို့အမှန်မသိတဲ့လူရတော့စနေတော့အနောက်တောင်တောင်လက်တရသီလေးခိုင်းပြီးတော့စူတောင်းအတင်းတရသီလေးကျွန်တော်လုတ်တရလုံးအောင်မလားမသိဘူးလုံးအောင်အဆင်ပြေမလားကျွန်တော်ငွေကြီးနဲ့ပတ်သက်လုံးလိုက်ကုန်းသွားရင်ဒုက္ခကျွန်တော်ဈေးရလည်းရောက်မကောင်းဘူးအာကျွန်တော်ကလေးရလည်းအလုံးမရှိဘူးအာအိမ်ကမိမလည်းအိမ်ဆောက်ခြင်းနဲ့မိလေးရလည်းမွေးနေလို့ခြင်းနဲ့အာကျွန်တော်မှဗျာစိတ်တွေထွေးပြီးဘာလို့လို့ဘာကဲမှန်းကိုမသိတော့ဘူးကျွန်တော်မှစိတ်တွေထွေးပြီးတော့အဆင်မပြေဘူးဗျာအဲ့ဒါခင်ဗျာ အဲ့ဒါမျိုးဖြစ်နေတဲ့ကိစ္စလေးတွေအသင်တည်းသီးသီးရကျွန်တော်စိတ်တွေထွေးတဲ့ကိစ္စတွေအလုတ်ကိုင်းနေအစီအပြီးအောင်အိမ်ထဲပတ်သက်တဲ့ကိစ္စတွေအစီအပြီးအောင်မွေးနေ့တွေနဲ့ပတ်သက်တဲ့ကိစ္စအရောင်းဝယ်တွေနဲ့ပတ်သက်တာအစီအပြီးအောင်မိသားစုပူညာပူညာလုပ်တဲ့ကိစ္စလေးတွေအစီအပြီးအောင်အသင်တည်းသီးသီးရကကိုကြီးစောင့်ကြတော်မူပါဆိုတဲ့အကြောင်းစနေတော့နောက်တော့နောက်လှည့်ပြီးမှတရားသီးလေးကင်ဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆိုနေတော့ကံများအမြန်ဆုံးပွဲလန်းသွားမှာဖြစ်ပါတယ်ဗျာဒီချိန်မှာလူယောက်ျားတွေအားကောင်းနေလူယောက်ျားတွေအားကောင်းပြီးတော့ကိုယ့်ရင်ကိုယ်ရာကိုယ့်မိသားစုမှမနေဘူး လူရောကြားတွေအားကောင်းတာဖြစ်တဲ့မလူရောဘင်းနဲ့လူမျိုးရင်းနဲ့ပတ်သက်တဲ့ပြဿနာတွေပေါ်ပေါက်တတ်တယ်။အရိုက်မှုနဲ့မှုတွေဖြစ်တတ်တယ်။ငွေကြီးနဲ့ပတ်သက်တဲ့ရောသားတွေဖြစ်တတ်တယ်။ရန်တွေဖြစ်တတ်တယ်။အဆူရနဲ့ပတ်သက်တဲ့အမှုခင်းတွေဖြစ်ပြီးဖန်သီခါနဲ့ကာလာမှုတွေဖြစ်ပါတယ်။လူရောကြားတွေကိုယ်ဟင်ကိုယ်ရာကိုယ်မိသားစုကိုယ်လုံငန်းကိုလုံနေပြဿနာမရှိဘဲနဲ့ကိုယ်ဟင်ကိုယ်ရာကိုယ်လုံငန်းကိုမလုံရင်တော့ပြဿနာတက်တတ်တဲ့ကာလာမှုတွေဖြစ်ပါတယ်ဗျာ။ဒါကြောင့်လူရောကြတဲ့ဓာတ်ပြင်းနေဗုဒ္ဓတောင်ရကိုလှဲ့လှဲ့ပြီးမှဆူတောင်းပြီးတော့လက်ထဲမှာဘာမှမကင်နေနဲ့ အေးရလူယောက်ျားလုံးမလို့ဘူးလုံးလုံးမှဖြစ်မယ်အိမ်ကိုမကပ်ဘူးကပ်မှဖြစ်မယ်အိမ်ပတ်သက်ရတာပတ်သက်မပေးဘူးအိမ်မှာပူညာပူညာဖြစ်နေတယ်အာတခုခုနဲ့ပတ်သက်လို့ဓာတ်ပြည့်ပြီးပြဿနာဖြစ်မှကြောက်တယ်ဗျာပြဿနာဖြစ်ရင်ငွေကုန်ကြီးကြများပြီးရှင်းရလဲရလှုပ်တွေရှုံမှကြောက်လို့ဒါကြောင့်ကိုယ်ရင်ကိုယ်မိသားစုကိုယ်လုံးကမှပြောပြောရှင်းနဲ့ငွေကြီးများတူတူတက်တက်ရှာဖွေနိုင်အောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရက်ကိုလှည့်ပြီးမှမိမိဒီနေ့မှဖြစ် မိမိလိုအပ်သောကိစ္စများဗုဒ္ဓတောင်ရကိုလှည့်ဆူတောင်းမယ်ဆိုရင်ဆူတောင်းပြပါလေဗျာ။ဘာတွေဆူတောင်းနေတာလဲဘာတွေလိုနေတာလဲလိုတဲ့ကိစ္စမှာဗုဒ္ဓတောင်ရကိုဒါလှည့်ပြီးတော့လေးလေးနက်နက်ဆူတောင်းမယ်ဆိုလို့ရှိရင်တော့ဒီနေ့မနက်ပိုင်းဆူတောင်းရင်ညနေ၂နာရီလောက်မှအဆင်ပြေတတ်ပြီးတော့တကယ်လို့ဒါတနေ့လုံးမှအဆင်ပြေသလိုဆူတောင်းမယ်ဆိုရင်တော့၃ရက်တွင်းအဆင်ပြေပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြလိုက်ပါလေဗျာ။အခုနဲ့နီးနေဆက်တဲ့မင်း ုပ်ချုပ်တဲ့မင်းနေဒီချိန်မှာကိုယ့်ရတ္တိသားမှုအတွက်တခြားရတ္တိသားသွားတယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေတတ်ဘူးငွေကြီးကြက်တဲ့မှုတွေငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာပေါ်မှုတွေဒါမှမဟုတ်မိမတွေနဲ့ပတ်သက်တဲ့အိမ်အောင်ရှင်မိမကလေးအမေတွေနဲ့ပြဿနာပေါ်ပေါက်တဲ့ကာလာမျိုးတွေဖြစ်ပါတယ်ဗျာအိမ်အောင်ချင်းမိမတွေအဆင်မပြေဘူးအိမ်အောင်ချင်းမိမတွေနဲ့ပတ်သက်တဲ့ပြဿနာပေါ်တတ်တယ်နော်ငွေကြီးနဲ့ပတ်သက်လို့အဆင်မပြေတတ်ဘူးကိုယ့်ရတ္တိသားမှုအတွက်တခြားရတ္တိသားမှာငွေကြီးကြောင့် ဒါမှမဟုတ်အိုးရင်လောက်ကောင်တော့ယာယီစွန့်ကထွက်ပြေးရတဲ့ကာလမျိုးတွေဖြစ်ပါလေဗျာမင်းနေဓာတ်ပြက်နေတာပါဗျာမင်းနေဓာတ်ပြက်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်မင်းနေဓာတ်ပြက်နေတဲ့ကိစ္စလေးတွေဓာတ်တိကောင်းရင်ဗုဒ္ဓတောင်ရက်ကိုလည်းအတည်အသီးလေးကိုကိုင်းပြီးမှဆူတော့အတည်အသီးလေးကျွန်တော်တို့မင်းနေပတ်သက်တဲ့ကပန်ကိုကြီးနေပတ်သက်တဲ့ကိစ္စအလုတ်ကိုင်းနေပတ်သက်တဲ့ကိစ္စတွေဓာတ်ပြက်နေတယ်ပြက်နေတဲ့ဓာတ်ကလေးတွေအဆင်ပြေနေဗျာကျွန်တော်အများဆုံးအဆင်ပြေအောင်ကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရက်ကိုလည်း ပြည်သည်လေးကိုင်းပြီးဆူတောင်းမယ်ဆိုရင်မင်းနဲ့ပတ်သက်တဲ့ပိတ်ဆိုနေတဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်။ဒီအချိန်မှာမင်းနေရမြေယာရင်းနဲ့ပတ်သက်တဲ့အလွယ်ဆုံးစားမှုမြေယာရင်းပတ်သိမ်းမှုမြေယာနဲ့ပတ်သက်တဲ့နည်းနဲ့ဆက်သက်တဲ့ကိစ္စမှာအာဏာကိုလွှဲသွားသုံးမှုတွေကြုံတွေ့နေရတဲ့ကာလမျိုးဖြစ်တယ်လို့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာပညာရေးနဲ့ပတ်သက်တဲ့နည်းနဲ့ဆက်သက်တဲ့ဆောင်ရွက်တတ်တဲ့ဆရာဆရာမတွေပညာရေးဝန်ထမ်းတွေကတခုခုလုပ်တဲ့အချိန်မှာအလွဲချော်တွေဖြစ်တယ်လို့ပညာကိုတာဝန်ထမ်းဆောင်နေကြတဲ့ပညာကျောင်းတက်နေကြတဲ့ကျောင်းသားကျောင်းသူတွေအားလုံးကလည်း ဒီချိန်မှာအဆင်မပြေတတ်ပါဘူးဗျာခုနှစ်လပိုင်းဆန်းငါတည်းဒီအကြောင်းသားကြီးအချင်းချင်းရဖြစ်ကြမယ်အကြောင်းသူအချင်းချင်းရဖြစ်ကြမယ်ပြဿနာသေးသေးလေးရတဲ့ကြီးကြီးတွေဖြစ်မယ်ရုံရောက်ခါရောက်ဖြစ်မယ်အပြဿနာတွေအကြီးကြီးတက်တက်ပြီးမင်းနေဓာတ်ပြည့်တဲ့ကာလပညာရေးဓာတ်ပြည့်တဲ့ကာလမိဒီဓာတ်ပြည့်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာအကြောင်းဓာတ်တည်ပြည့်နေတာဖြစ်တဲ့အတွက်ခုနှစ်လပိုင်းဆန်းငါရဲ့အတွင်းဒီကတော့ဒီအချိန်မှာပညာရေးနဲ့ပတ်သက်တဲ့မင်းနဲ့ပတ်သက်တဲ့ဓာတ်ပြည့်နေတာဖြစ်ပါတယ်ဒါကြောင့်ဓာတ်ပြည့်နေတဲ့လူတွေအားလုံးတို့ဒီဗုဒ္ဓတောင်ရကိုလည်း တရားသီးလေးကိုကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုးနေတဲ့ဆူတောင်းခြင်းများအများဆုံးပြေဝါမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြလိုက်ပါတယ်ဗျာကိုသွားတဲ့ခီးရတကူပြောသွားတဲ့စကားတကူပြောနေရတာတကူအဲသွားတော့ခီးများပြောသောစကားများမှာပြောခြင်းလိုပြောခွင့်သွားခြင်းလိုသွားခွင့်မရဘဲနဲ့အထစ်တဲ့ငုံငုံအလွဲလွဲချော်ချော်ဖြစ်နေတာမျိုးတွေဖြစ်ပါတယ်ဒါကြောင့်လွဲချော်နေတဲ့လူတွေကဗုဒ္ဓတောင်ရကိုလည်းရေးလေးတောင်းပြီးမှဆူတောင်းအတင်းလေးရဲ့အာဒီနေ့ကတော့အဲကျွန်တော်သွားတဲ့ခီးတွေပြောတဲ့စကားတွေအောင်မြင်ခြင်းနဲ့ အကြံအတေတွေကြီးညင်နေဗျာအဲဒါကြောင့်အသင်ကြီးလေးကကုညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်းရက်ကိုလက်ရေးလေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်အာရိုးရာတွေနဲ့ပတ်သက်တဲ့ကိစ္စမှာဒီလိုအချိန်မှာအမှုခွင့်ရတပိုင်းပြဿနာပိုင်းအကူညီတောင်းမယ်အကူညီပေးတဲ့လူများတယ်ပြဿနာရှာမယ်ပြဿနာရှာခံအကူညီမတောင်းရင်တော့ပြဿနာရှာခံမှုဖြစ်ပါတယ်ငြိမ့်နေခံရတဲ့ကိစ္စမျိုးဖြစ်ပြီးအကူကြီးဝိုင်းပြီးတော့ကူညီလို့အစီအပြတ်တဲ့ကာလမျိုးဖြစ်ပါတယ်။သူကငြိမ့်နေခံရမယ် အမငိန်တော့စမ်းမှာဖြစ်ပါတယ်။ဒါကြောင့်ရိုးရတွေပေါ်ကြပါရိုးရဖို့ရင်ဒိုးရကြော်မှာဖြစ်ပါတယ်။ကျွန်တော်တို့နတ်သားနတ်ပြန်နေတင်တာရိုးရဖို့တာဖြစ်ပါတယ်။အိမ်မှာတပတ်တီးပြီးဖျားကိုကတ်တာလဲရိုးရတွေဖြစ်ပါတယ်။အချိုးပွဲလေးတွေကတ်တာလဲရိုးရတွေဖြစ်ပါတယ်ဗျာ။တက်ဆိုင်ရအတွင်း39မင်းအပြင်39မင်းမြင်းမြင်းနဲ့ရွှေတော်7000မျိုးတော်ပေါင်းနဲ့ဝိဇ္ဇာ7000ဆရာပေါင်းနဲ့ဖျားအမှုပြည့်တဲ့ပုံကိုယ်ဒီအားလုံးနဲ့ပါသာသနာပွဲတွေထိုးမယ်နတ်ပွဲတွေထိုးမယ်နတ်ကိုတင်ခိုင်းတာမဟုတ်ဘူးနတ်ပွဲတွေထိုးတဲ့အတိမတ်ပွဲလေးတွေလုပ်မယ်ဆိုရင် ဒါရိုးရာတွေဖောနေရတဲ့ပိတ်ဆို့နေတဲ့သူတို့ရဲ့အကူအညီစောင့်ရှောက်မှုများပိတ်နေတဲ့ကိစ္စအမြန်ဆုံးပွင့်လာပြီးမိမိလူဟာဆန္ဒများပြေးဝါမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ရိုးရာဖောကြပါရိုးရာဖောကြပါမင်းဒီဒီနဲ့ရိုးရဖို့ကြပါအချိုးရင်းလေးနဲ့ရိုးရဖို့ပါလက်ဖက်နဲ့ရိုးရဖို့ပါအနာခဟိုနွားနုလေးနဲ့ရိုးရပါမိမိတို့တင့်တင့်လျောက်ပတ်တဲ့ကိစ္စတွေနဲ့ပွဲကြီးပွဲစီကြိုက်တယ်လို့ရိုးရဖို့ပါရိုးရဖို့ရင်တော့ဒိုးရကြောပါမယ်ဗျာဒိုးဆိုတာကျွန်တော်တို့ရှေ့ခေတ်စကားကတော့ငွေဦးပြောတာပါ ဝေဒီရာကျော်ဝင်မယ်ဆိုတဲ့အခါများဖြစ်ပါတယ်။ဒါကြောင့်ယိုးဝါလေးတွေဖော်မယ်ဆိုလို့ရှိရင်တော့အင်္ကာတော့အရှိတောင်တော့လက်လက်ပိတ်လေးတစ်ခွက်ကိုဖြောဖြောပြီးမှခမရဆူတောင်းပြီးမှကုသိုလ်ပြုပါဗျာ။ယိုးဝါဖော်လို့ဒိုးဝါကြောပြီးအမှုခင်းပြဿနာလည်းမဝေးပါဘူး။ငွေကြီးများဆူလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ပြီးတော့မူးမီတော့ရှုတဲလဲငွေတင်လဲသာသနာပြုနေအောင်ကုကြီးစောက်ကြောက်တော်မူပါဆိုတဲ့အကြောင်းယနေ့မှပြန်ဆူတောင်းရင်ခီးများသုံးရတွင်ပေါက်တတ်ပါလေဗျာ။ဒါကြောင့်ဒီချိန်မှာယိုးဝါဖော်လို့ဒိုးဝါကြောပြီးငွေကြီးများဝင်ကြခြင်းနဲ့ပုံကူများ ပြဿနာတွေရှိလို့ပြဿနာကင်းရင်လည်းပုံပြင်ရပြဿနာကြောက်တဲ့ပုံကိုအားလုံးကတော့အင်္ဂါတော့အရှိတောင်တောင်လှည့်ပြီးလပိတ်လေးတစ်ခွက်ဖြောပြီးမှကုသလုပ်ပြီးမှစုတောင်းပြီးမှကုသလုပ်မယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ရိုးရဖော်လို့ဒိုးရကြောပြီးအမှုခင်းပြဿနာများဝေးကွာမယ်ငွေကြီးများအဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပြီးထီပေါက်တလို့ဝင်လာမှာဖြစ်ပါတယ်ဗျာဒါကြောင့်ရိုးရဖော်ကြပါနော်အလားတူချက်ရှိတယ်ကျွန်တော်တို့ဒီနေ့မှာဖြင့်ကျွန်တော်အိုးရင်လောက်ကနေပတ်တယ်လို့အစီအမပြင်းရာဦးတော့မှကျွန်တော်တို့ နော်အဲ့ဒါဟိုဆူတောင်းမှာအထူးသဖြင့်ဗုဒ္ဓတောင်းရမှာလွဲကြုံနေသောခီးစရာများပိတ်ဆိုနေသောငွေကြေးများမိမိအလိုဆန္ဒရှိသည့်များကိုလက်ထက်မှာဘာမှမကင်မင်းနဲ့တောင်းရကုန်လှည့်ဆူတောင်းမယ်ဆိုပြည့်တယ်လို့ထီကန်နေပွင့်ရင်တော့အင်္ဂါတော့အခြေတောင်းတော့လှည့်ပြီးလက်ပိတ်လေးတစ်ခွက်ကိုဖြိုးပြီးမှဆူတောင်းပြီးမှကုသိုလ်ပြုမယ်ဆိုရင်ပိတ်နေသောကိစ္စများအမြန်ဆုံးပွင့်လန်းပြီဖြစ်ပါတယ်ဗျာကျွန်တော်တို့ရှင်ညာမီချန်နေရတော့နေ့စဉ်အပတ်စဉ်ဓာတ်ရည်ဒီများထုတ်လုပ်နေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရှင်ညာမီမိသားစုကြီးကြီးရတဲ့ပိတ်တာ အားလုံးကတော့24ရက်6လ2025ဒီကံလေးတွေစမ်းမယ်ဆိုရင်အင်္ဂါနေ့မှာဒီကံလေးတွေစမ်းမယ်ဆိုရင်အင်္ဂါတော့အရှိတောင်းတောင်းလှဲ့လက်ဖိတ်လေးတောက်ပြီးမှဆူတောင်းအတင်းလက်ဖိတ်လေးရဲ့ကျွန်တော်ဒီနေ့ဒီကံလေးတွေစမ်းမယ်ဗျာဒါကြောင့်လည်းအတင်းလက်ဖိတ်ကြီးကကျွန်တော်တို့ဒီနေ့ဒီစမ်းမယ်ဒီကံလေးတွေအများဆုံးပွင့်လောင်းကိုကြီးစောက်ကြောက်တော်မူပါဆိုတဲ့ကြောင့်အင်္ကာတော့အရှိတောင်တောင်လှဲ့လက်ဖိတ်လေးတောက်ပြီးတော့ထီကန်လေးတွေစမ်းမယ်ဆိုရင်အဆင်ပြေမှာဖြစ်ပါတယ်။ဒါကြောင့်ထီကန်လေးတွေကိုနိုင်ငံကိုလူမျိုးအောင်မလေးထီးများ တခြားနိုင်ငံရဲ့အထီးကံလေးတွေစားမိဆိုဒီအိမ်မိတ်ကံကောင်းသေးတဲ့ကဏ္ဍနေရတော့လေးတို့ငါတို့ခွန်းတို့ကိုတို့ကဏ္ဍနေပါလာလေးတွေခွေးမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ထီးကံများမြန်ဆုံးပွင့်လန်းမှာဖြစ်ပါလေဗျာဒါကြောင့်ထီးကံလေးတွေကန်သန်းခြင်းဖြင့်တင်းတို့မှာပိတ်ဆိုနေတော့ကံများဒီနေ့24ရက်6လ2025အင်္ဂါနေ့ရဲ့တနေ့တာထီးကံများဖြစ်ပါလေဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ